အားလုံးပဲမင်္ဂလာပါ။ကျမ်းမာရေးအရာလေးကျမအတိပေးစရာလေးရှိလို့ပါ။ပထမတစ်ချက်ကကိုရီးယားနိုင်ငံမှာနေတဲ့ကောင်လေးတွေပဲဖြစ်ဖြစ်ကောင်မလေးတွေပဲဖြစ်ဖြစ်အရက်ဒီအရင်မတော့ပါနဲ့။မကောလီလေးအရင်မတော့ပါနဲ့။ကျမတို့စကပြန်လိုက်ပြီးတဲ့ကောင်လေးတယောက်ဆိုရင်အရက်မတော့ဘူး။ဒါပေမဲ့မကောလီတော့တယ်။ မကောလီဆိုဆန်ရက်လို့ပြောရမှာပဲပေါ့မကောလီတောက်တဲ့အခါတနေ့ကိုမကောလီဒဘလင်းနှစ်ပလင်းတောက်တဲ့အခါကျတော့လေအသက်29နှစ်ပဲရှိသေးတယ်ဒီအသေးရဲ့ဆဲတွေကပျက်စီးစပြုတ်လာတဲ့အခါအသေးမကောင်းတဲ့သူဟာခနာကိုယ်ကြီးရောင်းလာတယ်ရောင်းလာတဲ့အခါကျမတို့အသေးမကောင်းတဲ့သူကဒီလိုဖိလိုက်တာနဲ့အကောင်လေးကရောင်နေတာဖြစ်တဲ့အတွက်အသားတွေကအပြာမပြေတော့ဘူး အဲ့တော့သူတို့ရဲ့ဟိုအလုတ်ယုံကလည်း6လတခါစစ်ပြီးတယ်ပေါ့6လတခါစစ်ပြီးတော့လည်းအသေးမကောင်းဘူးပေါ့နော်အဲ့လိုတွေ့ရအနေပဲကျမစကပြန်လိုက်ပေးလိုက်တဲ့အခါဒီလိုဆန်ရက်ချိုတွေကိုတောက်တဲ့အတွက်ကြောင့် तू ကစီးချိုပါဖြစ်နေအစီးချိုမဟုတ်တွေးချိုတွေးချိုကလည်းနည်းနည်းရှိတယ်ပြီးတော့အသေးရဲ့အာကျမတို့ဆဲလေးတွေကလည်းပြက်စီးနေတာဖြစ်တဲ့အတွက်ဆေးရုံဝင်ကလုံးဝကိုအရက်သေးစားတစ်တလုံးမတောက်ရတော့ဘူးဆိုပြောလိုက်တယ် အသက်29နှစ်နဲ့ဒီလောက်ထိအရက်တွေတောက်ပြီးတော့မျက်နှာတွေနီချောင်ပြီးတော့ပွာနေတာတကယ်ကိုမှအသေးမှရှိတယ်ကျမတို့သူ့ရဲ့ပမာဏအမျိုးအစားအလိုက်ရှိတာပေါ့ဆဲတွေပျက်စီးနေတာပေါ့အဲ့တော့ကိုရီးယားမှာရှိနေတဲ့ကောင်မလေးတွေရောကောင်လေးတွေရောအော်အရက်တွေရောမကောလေးတွေရောတိတ်မတောင်းနဲ့များသောအားဖြင့်ဒီလိုလာတဲ့ကောင်မလေးတွေကောင်လေးတွေတောက်တက်ကြတာမြင်ရတယ်ကျမကတော့ ကျမဘွားမှာတသက်နဲ့တကူတစ်ခါမှတော့မတောက်ဘူးတောက်လို့လည်းမရအောင်ဒါကြောင့်မလို့ကျမအချိန်စားတိုက်ရင်အာပြည့်ပြည့်သွားရဲဆိုတာဒီလိုဟာတွေပဲကျမဘွားမှာတဘွားလုံးမှာဘဲမှာကလပ်လည်းမတော်ဘူးအဲ့လိုမျိုးအရက်တင်စားလာတစ်ခါမှမတောက်ဆက်လက်လည်းမတောက်တော့တတိထားပါလို့ပြောချင်ပါတယ်နောက်တစ်ချက်ကကျမကြောင့်ကျောင်းအကြောင်းကဘာလဲဆိုတော့ကျမကပင်ပန်းနေပုံတော့ပင်ပန်းနေ အဲ့လိုမျိုးပေါ့ဆိုတဲ့အခါကျတော့ကျမတနှစ်တခါလဲကျမကျမကြီးဆက်တယ်အဲ့တော့ကျမတော့ပြီးတော့တွေးဆက်လိုက်တာတသိန်းဝမ်းတသိန်းကျော်ပေးရတယ်ပေါ့ကျမတို့ကကျမကြီးအာမခံရှိတော့ဝမ်းတသိန်းကျော်ပေးရတယ်ကျမဆက်လိုက်တဲ့အခါကျတော့ဆရာဝန်ကကျမကိုပြောတာอืมအာဘောနောကင်စာတွေပါအကုန်စစ်တာဘာမှမရှိဘူးဒါပေမဲ့၃ခုမှာပြဿနာရှိနေတယ်၃ခုကဘာလဲဆိုတော့ pancreas ကဲ နောက်ခတ်တိုင်းအသေးရယ်နည်းနည်းတွေအားနေနေတာပေါ့နည်းနည်းတွေအားနေတာထက်အဲ့ဒီမှာကင်ဆာအသေးကင်ဆာရောပန်ခရီးယားကင်ဆာတို့ရဲ့သူရဲ့ percentage ကလေးတွေနည်းနည်းများနေရပေါ့ပြီးတဲ့အခါကျတော့တအိမ်မှာလဲအဲပေါ်ရေအိတ်လိုပုံစံမျိုးပေါ့အဲ့လိုမျိုးပေါ့နော်အတက်လုံးလိုပုံစံမျိုးပေါ့အဲကျမကိုအဲ့လိုမျိုးသွေးစစ်လိုက်တော့အဲ့လိုပေါ်ရောဟာတက္ကပဲငါတော့လန့်ပဲ ငါမနစ်ကတော့ကသွေးစစ်တာငါဘာမှလည်းမရှိပါဘူးဒီနှစ်ကဘလို့ဖြစ်လာပါလိတစ်နှစ်အတွဲမှာပေါ့ကျွန်မလည်းလန့်တာရေးလဲလဲလန့်အဲ့နဲ့ပဲကျွန်မတောက်ကြနေရတခါတဲ့ဈေးရုံချက်ချင်းတော့တာတော့လဲပြီးလဲပြီးလဲပြီးရောလက်ကနေပြီးတော့တဲ့ကသူတို့ကဂျိုယောင်းကျဲလို့ခေါ်တာပေါ့အဲ့ဒီဆွေးတွေတွင်းတာ းဆေးတွေတွင်းပြီးအဲ့ဒီဆွေးတွေရလေတကူလုံးကိုပူချိန်ပြီးတဲ့အခါကျကျွန်မဆက်ကြီးတွေကိုဝင်သွားပြီးတကူလုံးကို CT scan ရိုက်ထည့်ပလိုက်တာဘာမှလည်းမရှိဘာမှလည်းမရှိအနဘယ်အဲ့ဒီဆရာမကတက်အိမ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့လေသူကလည်းဒါစိတ်ပူတတ်တာပဲဘာတွေပြောလို့ပြောမှလည်းမသိအတီကလည်းလန့်ပါရဲဆိုကမှတိတယ်မလားတယောက်တည်းနေတော့ကဲဘာဆက်မဲဆိုကဲအဲ့ဒီဟို တာဖွားမိရစီရောက်တော့လဲအဲ့ဆီယာမားပြောတယ်ဒါရီကကြတော့ကိုရီးယားနိုင်ငံအရာကျမတို့ကအာမခံတော့ပေးထားပေးမယ်ဒါကကြတော့အာမခံနဲ့ဆိုင်နေဒါကကြတော့အာမခံနဲ့မဆိုင်ဘူးကျမတို့ပြောရတယ်ဆိုင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 ်ငွေရကိစ္စမရှိငါကျမကြီးအကကောင်းဘူးတာအတိကဘလောက်ကုံကုံစစ်ဆိုလဲဆိုတော့အတကုံစစ်တာဗျာအတကုံစစ်တာအမလေးဟိုလေးတလား စီတီကလည်းရိုက်ထားတာတောင်မှလေသူကလေအန်ထရာဆောင်းတွေပါရိုက်ဟိုစီတီရိုက်ထားတာတောင်တော့မယုံကြည်အန်ထရာဆောင်းတွေပါရိုက်အမလေးဟိုထိုးဒီထိုးအကုန်ကဲစစ်ချင်တာစစ်ဆိုပြီးကျမပြီးလဲပြီးလဲပြီးတော့ဘာမှလည်းမရှိอืมဟိုစီယံဟိုစီယံကိုရည်တလို့လို့ဒီစီယံကိုရည်တလို့လို့ ਨੇ သူတို့ရဲ့ဟိုစာဖန်တုတ်ဆိုတာရှိတယ်ဗျာကျမတို့စီတီရိုက်ပြီးဆိုရင်စီယံဝင်ရနေပြီးတော့မှဒါဘာဒါဘာဆိုပြီးတော့ကြည့်လိုက်တဲ့အခါကျနီအွန်နဲ့နီယုံနဲ့တွေးစိတ်အောင်မယ်ဟဲ့ ီဘက်လက်သွေးတွေဖောက်ဒီဘက်လက်သွေးတွေဖောက်ဖောက်လိုက်ပြီးတဲ့အခါကျတော့ဒီသွေးဖောက်ထားတဲ့အဖြေကတော့မကြခင်တော့ရမှာပေါ့သိတယ်မလားတိတ်နေပတ်သက်ပြီးတော့ဘာကင်စားမှလည်းမရှိဘဲနဲ့ဝမ်ငါးသိန်းပြုတ်သွားတယ်ဝမ်ငါးသိန်းဆိုရင်မြန်မာငွေ15သိန်းပြုတ်သွားတယ်မဆုံးကားတဲ့ဓမ္မတာလာရင်ကြိုက်ခဲတာရှိတာနည်းနည်းရှိတယ်အာ အရင်တော့ငါတော့အဲ့လိုမျိုးရင်သားတွေပါလဲနာတာရှိတယ်အခုနောက်ပိုင်းသူကပြောင်းသွားတယ်ဗျာသိတယ်မလားအခုကခါးနေနေနာတယ်ခါးနေနေနာတယ်အာတရက်ကျုံနှစ်ရက်ကျုံနာတတ်တယ်အဲ့လိုမျိုးခါးနေနေနာရင်တော့ကျမရှိမှာအဲ့လိုမျိုးဟာရှိတယ်စေးရှိတယ်ကိုရီးယားမှာလေအဲအဲ့ဒီဟာတောက်လိုက်တာနဲ့နေတက်တာပါတယ်ဟဲ့ကျမပောက်ကရလေးစပြောတာလူလဲညီမဦးနဲ့တိုင်း15တိုင်းကျမ15တိုင်းလောက်ကုန်သွားဘာမှလည်းမဟုတ် ်ဆရာဝန်တွေကို level ပဲညှိရမလားမသိဘူးကဲစစ်ချင်တာတွေစစ်ဆိုပြီးကျွန်မလောက်ပြီးလိုက်တာတော့ကုံစိတ်လေးဆိုပြီးတော့အဲတွေးတစ်ခုရဲ့အဖြေကတော့ဟိုဆရာဝန်ဒီဘက်ကသူ့ဒီနိုင်ငံမှာလေအော်မြန်မာနိုင်ငံလိုအထွေထွေကုမဟုတ်ဘူးဗျအထွေထွေကုမဟုတ်ဘူး तू ကနေကွာအဒီဘယ်လိုပြောမလဲကြောက်ကတ်တို့အသေးတို့နှလုံးတို့ဒီအတွင်းကလေးစာအတွင်းကလေးစာတတ်တတ် တားဖွားတားဖွားတက်တက်အယိုးတောင်မှလေတိတယ်မလားဟိုပခုံးနဲ့လက်နဲ့ရတယောက်ခြေထောက်နဲ့ခါနဲ့ရတယောက်ခေါင်းကတက်တက်อืมအဲ့လိုမျိုးတွေကိုယ်ဲသေးတာဒီမှာကလေဟိုဒီတယောက်တည်းဟိုပဲအကုန်ပြောပြလို့မရဘူးဗျာသူ့အပိုင်းနဲ့သူ့အပိုင်းနဲ့အဲ့လိုမျိုးတွားတာဆိုတော့လေအဲ့တော့ဒီတားဖွားဆိုတားဖွားမိရစီကိုတွားကြည့်ရမလားဒီဘက်အတွင်းဘက်ဆိုအတွင်းဘက်ကိုတွားအမလီပတ်စံနေတောက်တောက်လေးကုန်လိုက်อืม သူများအင်ဂျီလေးဝယ်မိရတာမဝယ်ရတော့အင်ဂျီကြိုက်တယ်ကအင်ဂျီမဝယ်ရအဲ့ဒီမှာအဲ့ဒါကြောင့်မလို့အအများတော့အပြင်အမျိုးသမီးတွေကိုပြောချင်တာဟိုမြန်မာပြည်ကလေစက်တီလေအရန်ချုပ်ကြတယ်ဗျာအဓိကကိုကူကိုတော့တွေးတော့မစစ်ကြဘူးအဲ့တော့ခန္ဓာကိုယ်ကနည်းနည်းလေးပင်ပန်းလာတယ်ဆိုလို့ရှိရင်တွတ်စစ်ပါတွေးတွတ်စစ်ပါအဲ့ဒါများတော့အပြင်အသေးကြောင့်ဖြစ်နိုင်တယ်တိလားအသေးကြောင့်ဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ အသက်တည်ရငယ်သေးတယ်ဗျာဟုတ်တလောတော့အသေးကင်စာနဲ့ဆုံးသွားတယ်ဥစားအဟိုပါလေအဆိုတော်သူရဲ့ဟိုအစိုးရနာမည်တော့မေ့ဝါကြီးကျမသူ့ရဲ့အမေဆိုရင်အသက်60ကျော်လေးပဲရှိသေးတာအသေးကင်ဆာဖြစ်တာတကယ်တော့သူ့ဘဝမှာ stroke တွေအများများလို့တအားပင်ပန်းလို့အယံကိုနှုံးချနေပြီဆိုရင်တော့သွားဆက်တဲ့နေပန်ခရီးယားကင်ဆာကတော့ရှားတယ်ဗျာ န်ခရီးယားကင်ဆာရှားတယ်ကျမတို့ဟိုစာအသေးကင်ဆာတွေကတော့များတာပေါ့ပင်ပန်းလာနေတယ်အဲဟိုဟာဖြစ်တင်နေပေါ့အဲဒီကိုရီးယားမှာဆိုရင်ကင်ဆာတွေကလေဟိုအဆိုင်ကင်ဆာဆိုရင်အသက်40အထက်ပေါ့နော်အသက်40အထက်ဆိုအဆိုင်ကင်ဆာတွေကနှစ်နှစ်တစ်ခါလောက်စစ်ပေးတယ်နှစ်နှစ်တစ်ခါအသက်40အထက်ကအဆိုင်ကင်ဆာ ြီးတော့ကျမတို့ဥမာယီကင်ဆာဥမာယီကင်ဆာကသူက90အထက်လို့ပြောတယ်ဆိုပေမဲ့90အထက်လို့အသက်90အထက်မှာဥမာယီကင်ဆာဆိုပေမဲ့ဖြစ်ပါတယ်အသက်30ကျော်ဆိုတာနဲ့ဖြစ်ပြီအခုကလေအဲ့တော့ဝမ်းချုပ်တဲ့လူတွေအနေနဲ့တတိထားပါအဲ့ဒါကျတော့ဥမာယီကင်ဆာပေါ့ကျမဥမာယီကင်ဆာကိုကြောက်တာဘာကြောင့်လဲဆိုကျမဝမ်းချုပ်တဲ့လူပြီးတဲ့အခါကျတော့ဖယ်အံ ဖန်းကြတော့ဟိုကျမတို့ဆက်လိုက်တောက်တဲ့သူတွေအတွက်ပဲများတော့အဖြစ်မှာအစုတ်ကင်ချာလေအဲ့ဒါလေ90အထက်အာကျမတို့ဟိုစားပေါ့နှစ်နှစ်တစ်ခါလောက်စစ်တင်တာပေါ့နော်နောက်ခါကျတော့တိန်ကင်ချာတိန်ကင်ချာလေကိုရီးယား90အထက်လို့ပြောထားပေမဲ့နှစ်နှစ်တစ်ခါပေါ့နော်စစ်ပေါ့ဆိုပေမဲ့လေအခုက90ချက်တိမဟုတ်တော့ဘူးတိန်ကင်ချာလေအသက်30ကျော်တာနေရင်ကိုစစ်ပေးတင်ပြီခုကလေ အစားစာတွေလည်းပြောင်းပြီးတော့အနေထိုင်မှုတွေလည်းပြောင်းခဲ့ကဒါသူတို့တွေအရင်တော့50ကျော်ပြီးနှစ်နှစ်တခါလို့စစ်ခိုင်းနေဆိုပေမဲ့ခုကအဲ့လိုမဟုတ်တော့ကိုရီးယားလည်းအသက်30ကျော်နဲ့ပဲဟိုဟာတွေအဆိုင်ကင်ဆာတွေဖြစ်ပြီးတေကြတာဆိုတော့လေနည်းနည်း GU site တဲ့နေအသေးကင်ဆာကြတော့သူက40အထက်အသေးကင်ဆာဆို40အထက်အသေးကင်ဆာကပင်ပန်းလာတယ်မောလာတယ်ဒီအဲ့လိုမျိုးဆိုလို့ရှိရင်40အထက်ပြီးရတဲ့အခါကျအမျိုးသမီးတွေက တိန်ကင်ဆာကာကွယ်ဆေးတွေကထိုးလို့ရတယ်။တိန်ကင်ဆာကကြတော့ယောက်ျားလေးတွေနဲ့ဆက်ဆံနေ။အိုးတိန်ကင်ဆာဆိုလို့ကတက်တက်ခံရဲ့အမျိုးသားတဲ့။တက်တက်ခံရဲ့အမျိုးသားဟိုအတော်ကြီးလေ။သူကတိန်ကင်ဆာဖြစ်နေတယ်။သူတက်တက်ခံနဲ့ဖြစ်လို့ကတော့သူတိန်ကင်ဆာဖြစ်မှာမဟုတ်သူပဲအမျိုးသားနဲ့ဖောက်ပြန်လို့တိန်ကင်ဆာဖြစ်လည်းမသိ။ဒါကအမျိုးသားတွေနဲ့အဲ့လိုမျိုးဆက်ဆံတဲ့သူတွေပဲတိမ်ကင်ဆာဖြစ်တာများတယ်ဒီတိုင်းကတော့ရေအိတ်ကြတာအလောက်ပါပဲ စားတာနဲ့လူတွေကတိန်ကင်စာကာကွယ်စည်းလဲထိုးเสียရမလို့ပါအဲ့ဒီတဲ့အိမ်နဲ့ပတ်သက်တဲ့ကာကွယ်တာကတော့20အထက်ဆိုတော့ကိုရီးယားနိုင်ငံအဲ့လို living together နေတာများတဲ့အခါကျသူတို့ကတော့20အထက်ကိုထိုးဖို့ထားတာ20အထက်ကိုပေါ့နော်ထူထားတာတယ်ပြီးတဲ့အခါကျတော့အိုးဒီကိုရီးယားမှာကတော့အာဒီလိုနည်းပညာတွေကတော့အများကြီးပဲဗျာသိကြမလား အမလီကျင်းနာချုံနာတွေအိုးအတိုက်ပဲကျမဟုတ်တနေ့တော့တာဖွားမီးရက်ကိုရောက်တယ်တာဖွားမီးရက်တဲ့ကအပြင်အပြင်တာဖွားမီးရက်ကိုပြီးလို့ရှိရင်ကောင်မလေးတွေ၃ယောက်လောက်ကိုကျမတာဖွားမီးရက်နဲ့လိုက်ပြီးတော့စကပြန်ပေးတာရောအဲ့တော့ဒီပတ်သက်ပြီးတဲ့ကသူတို့ရဲ့ကြီးညာချက်တွေဟာတွေအားလုံးအကုန်လုံးလို့ရတာကိုရီးယားမှာဒီလားသူတို့ဟာတွေကျမလိုက်ဖတ် လေများတော့အပြင်ဒီအရင်တော့ငါတော့ကျမတို့ကအចောင်းတူတွေလောက်ပဲနေနေတာကိုကကျတော့အိမ်တောင်တွေတွေရောအចောင်းတူတွေရောကိုရီးယားကိုအများကြီးရောက်လာကြတဲ့အခါမှာဒီဒီလိုမျိုးယောက်ျားလေးနဲ့အတူနေတဲ့ကောင်မလေးတွေအနေနဲ့ကတော့ဟိုတိမ်ကောင်းကန်ဆာကာကွယ်ဆေးကိုထိုးတင်နေဆိုပြီးကျမပြောချင်တာကိုရီးယားမှာရောက်လာတဲ့ကောင်မလေးယောက်ျားလေးနဲ့အတူနေတဲ့ကောင်မလေးတွေပေါ့နော်အဲ့ဒါကာခွေတဲ့နေလို့ကျွန်မကပြောချင်တာပါနေတဲ့သူကတော့ဘာမှကာခွေချင်မလို့ကျွန်မတို့သဘာထူးတော့ အခုမှဟိုပောက်ကြရလေးဆိုစီတီရိုက်ပြီးတော့သူများကင်ဆာတွေရော အလုံးတွေရောရှောက်ပြောသူများကငါးသိန်းကုန်သွားလန်လေလန်လာလိုက်တော့ပြောအမင်းနဲ့ဒါပေမဲ့လေကျွန်တော်ပြောချင်တာကကိုရီးယားမှာကကင်ဆာဖြစ်ကြည့်ကိုရီးယားနိုင်ငံမှာတကယ်ဝင်နေတဲ့သူကင်ဆာဖြစ်ကြည့်ကျမတို့ကကျမကြီးအာမခံကိုပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကိုရီးယားမှာကင်ဆာဖြစ်လဲပစမကုန်ကိုရီးယားမှာကင်ဆာဖြစ်လို့ပစမကုန်တာကျမပြောပြမယ် ကျမတို့ကကျမကြီးအာမခံနေထဲမှာဒီကင်ဆာတွေအားလုံးကပါဝင်ပြီးသားဒီကင်ဆာတွေအတွက်ကိုသူကဒီကျမကြီးအာမခံကိုတွန်းရတယ်လို့ပဲသဘောထားရမယ်အဲ့တော့ကျမတို့ကကင်ဆာကိုရိုက်တဲ့နျူကလီးယားကဈေးကြီးတယ်ဒီမှာတော့မှ10သိန်းဝါ10သိန်းကျမကြီးအာမခံမရှိရင်ဝါ10သိန်းဆိုကြရမြန်မာငွေသိန်း30နီးပါဒါပေမဲ့ကိုရီးယားမှာကျမကြီးအာမခံရှိတဲ့အတွက်ကြောင့်မလို့သူက10သိန်းကုန်မဲ့နေရာမှာ ငါးတောင်းပဲကုန်တယ်။ကျမတို့5%ပဲပေးရတာ။ဒါကြောင့်မို့ကိုရီးယားမှာကင်ဆာဖြစ်တာတို့ TB TB ဖြစ်တဲ့လူတွေ TB ဖြစ်တဲ့သူတွေအဆုတ်ပေါ့နော်။ TB ဖြစ်တဲ့သူတွေနောက်ကကြလို့ရှိရင်အာပြီးလို့ရှိရင်ကင်ဆာဖြစ်တဲ့သူတွေအဲ့လိုမျိုးဖြစ်တဲ့သူတွေအားလုံးပြီးလို့ရှိရင် AIDS တို့ HIV တို့အဲ့လိုမျိုးဖြစ်တဲ့သူတွေအားလုံးက ซีอ๋อซีซีเองไม่กုံมาอ๋อซีหยงซีเองแหละไม่กုံกุตะซีเองแหละไม่กုံพะดังเลยคือจม้ารู้ว่าละเซนละเซนจม้าสู่ละเซนวา9000จ่อจม้ารู้อามะกันจีแท่นี่ยาจม้าเกาหลีมาနေดาเมจาละนี่ตะละตะละตะนิดๆนี่โก1ติ้ง9ติ้งหลอกตูรู้อามะกันจีไปเนี่ยတော့ပေးနေရတာဖြစ်တဲ့အတွက်ကြောင့်ကင်ဆာတွေပါတွေဖြစ်လာပြီဆိုကိုရီးယားမှာဖြစ်ကင်ဆာဖြစ်ကြည့် တပြားမှမကုန်မြန်မာနိုင်ငံမှာဆိုကင်ဆာဖြစ်ရင်ဘာဖြစ်ပြီလဲတေးပြီပဲမကုနိုင်တေးပြီပဲဒီမှာကကျမကြီးအမကလာစင်သွင်းရတဲ့အတွက်ကင်ဆာဖြစ်လာရင်5%ပဲနေကုန်ကြငွေရ9000ကုန်ပဲပဲထားလိုက်9000ပဲကုန်ပါကုန်ကြငွေ350ကုန်မယ်ဆိုရင်9000ပဲကုန်ပါအဲ့လိုမျိုးဖြစ်ပါတယ်9000ပဲကုန်ပါ ပူစီရမလို့အဲ့တော့ကင်ဆာဖြစ်လို့သွေးကင်ဆာဖြစ်လို့ဘာကင်ဆာဖြစ်လို့ဘာမှစိတ်ပူစီရမလို့အခမဲ့နင်းနီးပဲညသိန်းတရာကုန်မယ်မလား90ပဲကုန်မှာအဲ့တော့ကင်ဆာဖြစ်လို့ကိုရီးယားမှာကြောက်စီရမလို့ပါအဲ့တော့ကျမကြီးအာမခံနေရအဓိကပေါ့အဲ့ဒါလေးကိုတစ်ချက်ပြောချင်တာကျမကတော့ဘာမှမဖြစ်ဘူးကျမတလောက်တောင်းတောင်းနေပြီဗျာ ထောင်ထောင်မီကိုကျမအမြဲတမ်းကိုကိုကိုကာကွယ်တယ်။ဘာကြောင့်လဲဆိုကျမအက်တေအရန်ကြောက်တာ။ငငယ်ကလေးကအက်တေဒါထိုးမှာကျမကိုအရန်ကြောက်တာ။အခုအရင်ကလေးကလေကျမအဲ့ဒီဂျိုယောင်းကျဲဆေးယူထည့်ပြီးတော့ကျမတကိုယ်လုံးကိုစီတီရိုက်ချင်တာ။ဒါပေမဲ့အကြီးကလေပုံမှန်မူရင်အက်ထက်အကြီးပဲသူကကျမအဲ့အကူမြင်ပြီးတော့ကြောက်တာ။ဘာကြောင့်လဲဆိုကျမဆေးစစ်ပေးတဲ့လူအယောက်30ရှိတယ်။ အဲ့ဒီအကြီးနဲ့ယောက်ျားလေးတောင် အာဆိုပြီးអော်တာသိတယ်မလားအကြီးကလေအပေါက်ကြီးကြီးပဲသူကပါလေဆေးပလင်းအကြီးနဲ့ချိန်လာပြီးတော့ကချက်ချင်းပဲတွင်းလိုက်တာနဲ့ခန္ဓာကိုယ်တစ်ခုလုံးပူးရှိန်သွားတာအဲ့အမြင်တာနဲ့ကျမကြောက်တာအခုတော့မရတော့ဘူးတော်ကြကြရင်ကင်ဆာဖြစ်လာရင်ဟိုဘယ်လိုပြောမလဲအဲ့နဲ့ထွင်းရမယ်ကိစ္စပစိမ့်နဲ့ထွင်းမယ်ဆိုလည်းပြီးတော့ကျမကြောက်ကြောက်နေဒါပေမဲ့အခုပြောင်းလာတဲ့တူနာဖြူမာလေးကတော်တော်တော်တယ်ကျမ မနာအောင်သူတွင်းပေးလိုက်တာသိလားတကယ်တော်တဲ့ဆရာမတွေရှိတယ်အဲ့လောက်အအကြီးကိုလေကျမကမနာအောင်တွင်းပေးလိုက်တာသူ့ကိုလည်းကျေးဇူးတင်တယ်ချက်ချက်မဲ့သူ့ကိုပြောခဲ့ငါရင်ရလေလို့ဟိုဟာစကပြာလောက်တာဓမ္မ၃နှစ်ရှိနေပြီလို့အရင်ဆရာမတွေထိုးလိုက်တယ်ဆိုလို့တခါနဲ့မတွေ့လို့နောက်ကထပ်ထိုးရတာရှိသေးတယ်သူ့ရောငေါ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 ပန်းထွက်တာသိလားကောင်းလေးတွေဒါပေမဲ့ ဆရာမလောက်တာတော်ရတယ်ဆိုတော့ဂျေစုပါတယ်သူတို့တော်တယ်ပြောရင်သူတို့ကလည်းတိတ်ကြိုက်တာပေါ့တကယ်လည်းတော်ပါတယ်လုံးဝမနာဘူးတေးချက်ချလောက်ပေးရသွင်းလိုက်တဲ့အချိန်ယူလဲလေမနာအောင်လို့ special ဖိပြီးတော့စွန့်နှုတ်ပေးတာအကြီးကနဲတာကြီးမဟုတ်ဟိုဆေးဆေးသွင်းတဲ့ please ဆိုလေစလင်းဆိုတလောက်လောက်ရှိတယ်အဲ့ဒီလောက်အပြည့်ကြီးနဲ့ခန္ဓာကိုယ်ရဲ့ကိုသူကချက်ချင်းပဲသွင်းချပြီးတဲ့အခါကျတော့ အဲ့လိုမျိုးဆက်လိုက်လို့ရှင်ခန္ဓာကိုယ်ထဲမှာဥပမာပေါ့ကျမကနှလုံးရှိနှလုံးကင်ဆာရှိသလားအသေးကင်ဆာရှိသလားအကုန်ကင်ဆာတွေအကုန်ပေါ်တာနျူကလီးယားနဲ့ချတာပေါ့ no ဘာမှမဖြစ်ဘာမှမရှိကျမအဲ့ဒီအက်ဂျီကိုကြောက်တာဗျာတကယ်ပြောတာမန္တလေးမှာလည်းမန္တလေးမှာကျမကြောက်တဲ့တုန်းကစိုင်းကဲမှောက်လုံးအကြီးလို့လေကျမ ဟိုကဆေးလေးလုံးထိုးရတယ်ဒါမှကျောက်တေးဆိုအမရွတ်တင်နေကျမစိုင်းကယ်ရမ်းမောက်တယ်စိုင်းကယ်ရမ်းမောက်တယ်ကျမ84လမ်းမှာစိုင်းကယ်မောက်တာကားကလေးပဲဘေးနားလူတွေအကုန်လုံးကျမကိုလာဆွဲပြီးတော့ထိုးရကျမစိုင်းကယ်ကျွမ်းကျွမ်းကျန်းလေးကျွမ်းလဲကျွမ်းနေကျန်းလဲကျန်းနေဆိုတော့ကျမပဲကျမမှတ်မိသေးတယ်မန္တလေးရမန္တလေးရ84လမ်းပေါ်ကဟိုဘဟိုဘကဆိုင်နေဒီဘကဆိုင်နေထွက်လာတယ် ကျွန်မဖတ်တာကျွန်မမှောက်တာအကုန်လုံးစုပ်ပြန်တယ်လက်တွေဆိုလက်တွေရောခြေထောက်တွေရောရကြရအကုန်ရှိကျွန်မအဲ့လိုစိုးခဲ့တာမန္တလေးအဲ့ဒီနေရာကျမမှောက်တော့ကျမတက်ရောက်သေးမလို့ခါတိုင်းဆိုကျမတငယ်ချင်း၃ယောက်နဲ့ခွတ်ခွတ်ပြီးတော့တာသူတို့ကဆိုင်ကယ်မှမရှိတာကျမဆိုင်ကယ်ရှိတဲ့အခါသူတို့တင်တင်ပြီးတော့တော့တာပေါ့ အဲ့ဒါလေးပြောချင်တာပါတော့အမျိုးသမီးတွေအနေနဲ့အဝယ်အစားတွေကိုခမထားတက်နစ်ကိုတခါဒါမှမဟုတ်တက်နစ်ခွဲနေရင်တခါတို့အကုံစစ်ပေးပါလို့ပြောချင်တယ်တကယ်ကောင်းတဲ့စီရင်ဝင်မမကောင်းတဲ့စီရင်ကလက်ညှိုးထိုးဟိုဟိုဘယ်လိုပြောမလဲတော်ရှာခက်တာပေါ့အပေါ်ကကျမတို့တည်င်းအချီနေကိုကြည့်ရင်လေအဲ့တော့အဝယ်အစားတွေကိုဥပမာပေါ့၁၀စုံဝယ်မယ်ဆို၅စုံဝယ်ပေါ့ဒါဝတ်တခင်ဖြစ်တော့ဘာဖြစ်တော့ သွေးစစ်ပါလို့ပဲကျမပြောချင်ပါတယ်အားလုံးလေးသွေးတွေမစစ်ချလို့လေအရွယ်မတိုင်ခင်မှာဆုံးသွားရတာဒီနှမျောလို့ဟိုတလောအိုအစိုးတော်တယောက်ရဲ့အမေဆုံးသွားလေအဲ့ဒါဒီပေါ့အစိုးတော်တယောက်ရဲ့အမေဆုံးသွားတာဒီအသေးကင်စာနဲ့ဆုံးသွားတာဒီနှမျောစရာကောင်းတယ်အသက်60ကျော်ဆိုတော့ကိုရီးယားမှာမလေးဖလန်ဖလန်ထားတော့ကိုရီးယားမှာဖလန်ဖလန်ထားတော့အသက်60ကျော် 80ကျော်မှသူတို့မဖလန်းနိုင်တော့ဘူး။အော်အားလုံးပဲကျမရေ view site ပါလို့ပြောချင်ပါတယ်။ကျမရေ view site ပါ။ကျမကတော့ကိုကိုကိုပဲချစ်တယ်။ကျမမိဘတွေကိုလည်းအကုန်ဆက်ခိုင်းပါတယ်။ဒါပေမဲ့ကင်ဆာကတော့မျိုးရိုးလိုက်တယ်ဆိုပေမဲ့လေမျိုးရိုးကြောင့်မဟုတ်ဘဲနဲ့လေကိုယ့်ရဲ့နေထိုင်စားတောက်မှုစားတိုက်အာစားစားတွေရနေဖြစ်နိုင်နေပေါ့နော်အဲ့တော့အားလုံးပဲ fight တဲ့မှာစိတ်စစ်ကြပါလို့ပြောချင်ပါတယ် အဝယ်စားတွေဝယ်တာရှော့ online ကနေမှားတာတွေရှော့စိတ်စစ်ပါ